ကျွန်တော်တို့ရဲ့ flick ကိုအကောက်ကိုအခုလိုမျိုး link တွေလာပြီးတော့ပို့တယ်ဆိုလို့ချင်းအဲ့ဒီ link တွေကိုကျွန်တော်တို့ကလုံးဝသွားမနှိပ်ပါနဲ့အဲ့ဒီ link တွေမှာဘာရေးထားလဲဆိုလို့ချင်းကျွန်တော်တို့ Facebook အကောက်က Facebook ရဲ့စီးပင်းစည်းကမ်းနဲ့မကိုက်ညီတဲ့အမှားတွေကိုရှုဖောက်ထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့အကောက်ကိုပိတ်မှာဖြစ်တဲ့အတွက်24နာရီတော်လကောင်း48နာရီတော်လကောင်းအဲ့လိုမျိုးအကန့်အသတ်နဲ့လာပြီးတော့ကျွန်တော်တို့ကို warning ပေးတဲ့အနေနဲ့လို့ဒီလာပြီးတော့ ို့လာဖြစ်ပါတယ်။အယူကဝင်ရဆိုပြီးတော့လင့်လေးလည်းရှာပေးထားပါတယ်။အဲ့ဒီလင့်လေးကိုကိုကသွားနှိပ်လိုက်တဲ့ဆိုလို့ရှိရင်ကိုရဲ့အကောက်ပါသွားမှာဖြစ်ပါတယ်။ကိုရဲ့အကောက်ကိုအလွယ်တကူကျုံးပြီးဟတ်လို့ရပြီဆိုလို့ရှိရင်ကိုရဲ့ဝင်ဝင်ရှာနေတဲ့ page တွေ free out တွေကျုံးထားတယ်ပါသွားမှာဖြစ်ပါတယ်အဲ့တော့ तू ကအလွယ်တကူမတာကိုကမသိဘူးဆိုလို့ရှင်ကျလို့ဒီ ပါသွားမှာဖြစ်ပါတယ်ဒီလိုမျိုးမဖြစ်ရအောင်ကျွန်တော် Facebook ကတကယ်တမ်းကိုကအမှားယူပြုလုပ်ခဲ့တယ်ဆိုလို့ရှိရင်ဘယ်မှာလာဖို့လဲဆိုလို့ရှိရင်ကျွန်တော်လည်းလိုက်ပြီးတော့ကြည့်ကြည့်ပါကျွန်တော် Facebook အကောင့်ထဲကိုဝင်လိုက်ပါမယ် Facebook အကောင့်ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook profile လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်တိဗီဇာသူတွေလည်းတိဗီဇာဖြစ်ပါလိမ့်မယ်မတိသေးတဲ့သူတွေအတွက်ကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ ကိုယ့်ရဲ့ profile ကိုနှိပ်လိုက်တယ်ဆိုလို့ရှင် ကျွန်တော်တို့အပေါ်ဘက်ကိုနည်းနည်းလေးဆွဲတင်လိုက်နည်းနည်းလေးဆွဲတင်လိုက်တယ်ဆိုလို့ရှင် hand and spoke ဆိုတာရှိပါတယ်အဲ့ဒီ hand and spoke ကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်เนาะအခုကျွန်တော် ပြတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီက spoke inbox ဆိုတာရှိပါတယ်เนาะ spoke inbox လေးကိုတစ်ချက်ထောက်လိုက်ပါ spoke inbox ကိုထောက်လိုက်တယ်ဆိုလို့ရှင်ကျွန်တော်တို့အပေါ်မှာဆိုလို့ရှင် report about other ဆိုတာရှိပါတယ်เนาะ report about other ဆိုတာရှိတယ်ပြီးလို့ရှိရင် you are alone ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီတက်ခုထဲမှာပဲကျွန်တော်တို့ပို့ပေးတာ Facebook ကဒါပို့ပေးတဲ့ report ပေါ့နော် Facebook ကပို့ပေးတဲ့စာเนาะအဲ့တော့ကျွန်တော်တို့ဒီကိုဘာအမားလောက်ထားလဲ coffee right လာပေါ့နော်နောက်တစ်ခုကဟာ community လာပေါ့နော်ကျွန်တော်တို့ဒီမှာပို့မှားသမျှဟာဒီဒီထဲမှာလာကြည့်ရအောင် နော်အားကြောင့်မလို့ဒီကောင်လဲကျတို့တွေကမကြာခဏလေးစစ်ပေးတဲ့ပေါ့နော်မကြာမကြာလေးစစ်ပေးတဲ့အခုဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်၃ခုရှိတယ်ပေါ့နော်၃ခုရှိတယ်ကျတို့တွေအရန်အပြင်းထန်ကြီးတော့မဟုတ်ဘူးပေါ့နော် community standard နဲ့ပတ်သက်ပြီးတော့ကျတို့တွေနည်းနည်းလေးညှိနေတာလေးရှိတယ်ပေါ့နော်အဲအဲ့ဒါလေးတွေရှိတယ်ကျတို့ဖြတ်လို့ရလားဆိုဖြတ်လို့မရဘူးဒါပေမဲ့ကျတို့ဘယ်မှာသွားဖြတ်မလဲဆိုလို့ချင်းဒီမှာသူ့ရဲ့ date ကိုကြည့်ပြီးတော့ကျတို့တွေက post raw ထဲမှာသွားပြီးတော့ ဖြတ်ပေးရမှာပေါ့နော်အခုဒီမှာဖြတ်လို့ရတဲ့ဟာဆိုလို့ရှိရင်တော့ဒီမှာတခါတည်းဖြတ်ပြတာကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဖြတ်လို့မရဘူးပြဿနာမရှိဘူးကျွန်တော်တို့တွေကဝေါ်ထဲကသွားပြီးတော့ဖြတ်မယ်ပေါ့နော်အဓိကသိစေချင်တာကကျွန်တော်တို့ကကိုကဝင်ဝေးချနေတဲ့ page တစ်ခုကိုပိုင်ဆိုင်ထားတဲ့သူ၊ကင်ထားတဲ့သူပေါ့နော်အာကိုပိတ်ကအောင်မြင်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးလင့်တွေကမကြမကြခုစီကိုရောက်လာတတ်တယ်ပေါ့နော်ဒီလိုမျိုး notification တွေက အဲ့တော့မကြာမကြာရောက်လာတာဖြစ်တဲ့အတွက်ကိုကဒီအကြောင်းအရာကိုမသိထားဘူးဆိုလို့ရှိရင်အလွယ်တကူဟလာကိုကဘာလဲမသိဘူးဆိုပြီးတော့စူးစမ်းကျင်တဲ့စိတ်နဲ့တွားပြီးတော့ဝင်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ငါ့ရဲ့အကောက်ကတကယ်များသူတို့ပိတ်တော့မှလားစူးရင်စိတ်နဲ့ကျောလူတွေကအဲ့ဒီလင်းကနေဝင်ပြီးတော့ကိုယ့်ရဲ့ဂျီမေးဟပါကိုယ့်ရဲ့ Facebook ဂျီမေးပြီးလို့ရှိရင်ကျောလူရဲ့ password ပေါ့နော် အခုကောက်ရဲ့ Gmail နဲ့ password ကိုထည့်လိုက်တယ်ဆိုတာနဲ့သူကအလွယ်တူမှသွားမှာပေါ့နော်ဒါကြောင့်မလို့အဲ့လိုအဖြစ်မျိုးမဖြစ်ရအောင်ကျွန်တော်ကပြန်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ Facebook မှာကိုမှားလုပ်တဲ့ဆိုလို့ချင်းကျွန်တော်ခုနကနေရာလေးကိုပဲသွားပြီးတော့စစ်ပေးပါ မကြမကြစစ်ပေးပါပေါ့နော်မကြမကြလေးစစ်ပေးပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်